ယောရီမျိုးထိုင်းမြန်မာနယ်စပ်အနီးရှိ၄ကိတ်ကော်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်နဲ့တွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပါတယ်။စက်တင်ဘာ23ရက်နေ့မနက်ပိုင်းမှာစစ်ကောင်မရှင်တပ်က၄ကိတ်ကော်ကိုစစ်ကြောင်း၅ကြောင်းနဲ့အင်အားလုံးရင်၃မီစစ်ကြောင်းထိုးချီတက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာပါ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုတွေများတာကြောင့်မနက်စေနိုင်ဝင်းကျင်ကနေစပြီးတော့ လေကေကော်မျိုးတစ်ဘက်ကိုလေချောင်းကနေဘုံဆက်တိုက်ကျဲချတိုက်ခိုက်ခဲ့ပြီးမျိုးဆောင်တပ်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့စီးရီးသတင်းရမျက်စီကသိရပါတယ်။ BGF ရဲ့လမ်းပြကူညီမှုနဲ့ဝင်လာကြတာသူတို့တွေရောစစ်တနန်းစင်ပါဆစစ်တနန်းစင်တသားတစ်လေးတွေရောအကုန်သေးတာပဲအပုံလိုက်ပဲအလုံး90လောက်ရှိမယ်လို့စီးရီးသတင်းရမျက်က EMR Times ကိုပြောပါရတယ်။စစ်ကောင်မရှင်တပ်ကမနေ့ကစက်တင်ဘာ24ရက်မနက်အစောပိုင်းမှာလဲ လက်နက်ကြီးပစ်ကူတွေနဲ့ထပ်မံပြီးအင်အားဖြည့်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားနေပြီးထီးမဲ့ဝမ်ခီရွာဘက်ကလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကော်မရှင်တပ်ကစစ်တင်နန်းစင်တင်နန်းသားတစ်တွေကိုအင်အားဖြည့်ကလူလိုင်းလုံးတပွဲအုံပြူပြီးတော့ထိုးစစ်ဆင်လာတာ ဖြစ်ပြီးသူတို့တွေကိုမွေးရစေကျွေးပြီးတော့ဆေလွတ်တာဖြစ်တာကြောင့်စစ်ကြောင်းပြတ်တဲ့အထိတိုက်စုံမှုတွေများတယ်လို့ကော့ဘရာစစ်ကြောင်းမှုစီကသိရပါဗျ။ မိဘပြည်သူတွေကိုသားလူငယ်လူရယ်တွေရှိရင်ပြည်သူစစ်ထဲမပါသွန်းစေဖို့အထူးကယူပြုစေချင်ပါတယ်။အခုတက်လာတဲ့ပြည်သူစစ်တွေချောင်းတောင်တောင်တွေစေချွေးပြီးရှေ့ကိုလွတ်တင်ထားတယ်လို့ယူဆရတယ်။စိတ်မကောင်းစွာနဲ့ကိုယ့်ဘက်ကကင်ထုတ်လိုက်ရတာများပါတယ်လို့ကော့ပိုရိတ်စစ်ကြောင်းတစ်စစ်ကြောင်းမှုစောကော်က၎င်းရဲ့လူမှုကွန်ရက်မှာအသိပေးထားပါတယ်။စစ်ကောင်မရှင်တက်ကမြားရီမျိုးရှိ၄ကိတ်ကော်ကိုတက်မ1နဲ့99လောက်ကန်တက်တွေကိုစူးစီးပြီး မြစ်တာလင်းမြိုင်ကနေလေကေကော်မျိုးတစ်ဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းကမ်လူမျိုးနယ်ဇီကုံမျိုးမှရက်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကဖမ်းမိခဲ့တဲ့စစ်ကော်မရှင်လောက်ခံရက်တက်သား2ရဲ့ဇနီးတဲ့ကိုဝင်ဆောင်မျိုးသမီးကိုကောင်းမွန်စွာမွေးဖွားပြီးစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်။ရက်တက်သားနဲ့အတူဖမ်းမိခဲ့တဲ့ဇနီးတဲ့ကိုဝင်ဆောင်မျိုးသမီးမှာမနေ့ကစက်တင်ဘာ24ရက်နေ့ညနေ6:18မိနစ်အချိန်မှာ တားယောက်ျားလေးကိုကောင်းမွန်စွာမွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဇီကုံးတိုက်ပွဲကဖမ်းမိတဲ့ရဲတပ်သားရဲ့ကိုဝင်ဆောင်မျိုးသမီးကိုမနေ့ညနေ6:18မိနစ်မှာချောချောမွေ့မွေ့မွေးဖွားပေးနိုင်ခဲ့ပါသည်လို့ကမ်မလူခရိုင်ပကဖလှူရှားတက်ဒုတက်ရင်မူဘိုးပိုင်ချဲက၎င်းရဲ့လူမှုကွန်ရက်မှာဖြန့်ဝေထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကဇီကုံးမြို့မှာရဲစခန်းကိုကမ်မလူခရိုင်ပကဖအဖွဲ့ကဥဆောင်ပြီးဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်မရှင်ဘက်က6ဦးသေဆုံးပြီး17ဦးဖမ်းဆီးရမိခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးရမှာကိုဝင်ဆောင်မျိုးသမီးငယ်ပါဝင်နေတာကြောင့်တော်လိုက်တပ်ဖွဲ့တွေကအဲ့ဒီကိုဝင်ဆောင်တဲ့ကိုကူညီပေးခဲ့တဲ့အတွက်ပြည်သူတွေကအတိမတ်ပြုဂုဏ်ယူခဲ့ကြပါတယ်။တိုင်ပွဲဖြစ်ပွားချိန်ကဖမ်းမိတဲ့တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်17ဦးကိုကောင်းမွန်စွာဆောင်ရှောက်ပေးထားတယ်လို့ကမ်ဘလူးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။ ပဲခူးတိုင်းနောက်ချမ်းအုတ်ရှိပင်မြို့နယ်အနီးရှိ အမှတ်6ကာကွယ်ပစ္စည်းဆက်ယုံကမ္ဘာစာ6ရှိရာနယ်မြေအတွင်းကိုစစ်ကောင်မရှင်ကတရင်တက်မအစုံကတပ်ဖွဲ့ဝင်တွေကိုအင်အားလုံးရင်တုံပြီးပို့ဆောင်ထားတယ်လို့သိရပါဗျ။အခုစက်တင်ဘာလအတွင်းတိုက်ပွဲပြင်းထန်လာတဲ့ကမ္ဘာစာ6နီးညောင်ချောင်းနဲ့ညောင်ကျိုးတိုက်ပွဲတွေအတွင်းကိုမော်လိုက်ခြေဆိုင်အမှတ်30စစ်စင်ကိုကဲမှုဌာနချုပ်စကားဟ30ကတရင်တက်ဖွဲ့တွေကိုပို့ဆောင်ထားတာပါ။ ညောင်ကျိုးလမ်းမို့ကိုအင်အားပြည့်ပါတဲ့စစ်ရင်နံ၄စီးမောင်းနှင်သွားတာရှိရယ်လုပ်ငန်းသုံးရင်အစ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်တဲ့ကထွက်လာတယ်လို့ယူဆရပါတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စင်လန်နီးတိုက်ပွဲတွေကိုပို့ဆောင်ခံရတဲ့စကခ30တရင်အချို့မှာ မရိယာတပိတ်ချင်းနယ်တွေမှာတိုက်ပွဲဝင်နေရကနေစစ်ကောင်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်တွေက ထုံနှုတ်ခေါ်ဆောင်လာတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ခမရ36နှစ်ကလေးခမရ364 365မော်လိုက် ခမရ368ဖောင်းမြင်တရင်လေးရင်မှာတိုက်ပွဲတွင်ရောက်ရှိနေပြီးဘာသာကဘာထူးတနန်းဆင်းတွေကိုပါရွေးချယ်အင်အားဖြည့်ထားတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်မရှင်အားအမှတ်20စစ်စင်ကူကဲမှုဌာနချုပ်စကခ20ခမောက်ကြီးတက်တွေကိုလည်းဘရောင်းတက်နယ်တွင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သတင်းရင်းမြစ်ကအတည်ပြုထားပါတယ်။စစ်ကောမရှင်ရဲ့ကပ္ပစ6ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ဖို့စစ်မြေပြင်အင်ဂျင်နီယာတရင်နဲ့စောက်လုံရေးအင်ဂျင်နီယာတက်တွေပြင်အထူးစောက်လုံရေးတရင်တွေကိုပါအုပ်ရှင်းပင်မြို့နယ်တွင်ခေါ်ယူပြီးကာကင်းစခန်းတွေစောက်လုံဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလည်းညောင်ကျိုးရိုးပေါ်နဲ့ဆင်လန်ရွာနီကာကင်းစခန်းတွေမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်မရှင်တပ်ကတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုလူနာတင်ရင်သုံးစီးနဲ့ပြည်မျိုးဘက်ကိုတေဆောင်လာရတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာညောင်ကျိုးညောင်ခြောက်နဲ့စင်လန်ရွာနီးတိုက်ပွဲဖြစ်ပွားနေတဲ့အပြင်အစုလိုက်ပြုံလိုက်တေဆုံးမှုတွေများနေတဲ့အတွက်ပြည်내နဲ့မှတက်ဖြန့်ထားတဲ့တရင်တွေကိုပါပြန်လည်ခေါ်ယူပြီးအင်အားဖြည့်နေရတာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်နေအိမ်ကံပြူဟာနီးမှာ စစ်ကောင်မရှင်နဲ့အာရခတက်တော် A တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာစက်တင်ဘာ23ရက်မနေ့7ရက်နေ့လောက်ကစပြီးတော့တိုက်လေရင်ဝိုင်းထွဲလေရင်တွေနဲ့ဘုံလုံးရီ30နီးပါးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အမ်ဘရန်လမ်းမိုင်းမှာတိုက်ပွဲတွေဆလာကလေးကအဲ့ဒီနာကကြေးရွာတွေစစ်ဘေးရှောင်နေကြတယ်။မနေ့ကကော်ဖီချန်တွေဘက်ကပါဘုံကျဲသွားလို့ပျက်စီးထိခိုက်မှုတော့ရှိမှာပါအသေးစိတ်တော့မသိနိုင်သေးဘူးလို့ မကွေးဒေသခံဒူက ARD Times ကိုပြောပါရယ်စီကောမရှင်ကနေကန်ဒီရှိမြိုင်လှိုင်စတဲ့ကျေးပံတွေဘက်ကိုဘုံလုံးရဲ့30နီဘာဆက်တိုက်ကျေချခဲ့တာဖြစ်ပါရယ်နေကန်တောင်ကျောတဝိုင်းနဲ့လှိုင်ကျေးရွာဘက်မှာစီကောမရှင်ရဲ့တမကိုကိုကလက်ကျန်တက်ဖွဲ့ဝင်300ခန့်တက်ဖြန့်ထားရှိပြီးအေတက်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့သိရပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းနေကန်ရှိဒူးတက်ရင်းမှုအပါအဝင် ဈေးကွန်မရှင်တက်ဖွဲ့ဝင်60နီးပါးတည်ဆုံးပြီးစကခ18လောက်ခန့်တရင်၄ခုထက်မနည်းကတက်ဖွဲ့ဝင်40ကျော်ကိုလည်းပြောင်းဆုံးစင်းသွင်းထားရတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။နေကံပြဝစကန်ကိုဈေးကွန်မရှင်ကအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်မစခ935ကနေပြီးစစ်သုံးကားကြီးတွေနဲ့အင်အားဖြည့်တင်းမှုကို နေ့စဉ်နီးပါးပြုလုပ်နေတဲ့အပြင်အနီးတဝိုင်းရှိကာကင်းစကန်တွေကိုလည်းကင်းနောက်နေရင်ဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိနေပါတယ် ပြီးခဲ့တဲ့စက်တင်ဘာပထမပတ်တွင်ကနေရီကန်အနီစွန်တက်ကျေးရွာဘက်ကိုစကခ19လောက်ခန့်တရင်တွေဖြစ်တဲ့ခမရ904ခမရ969ခမရ905ခမရ900ခမရ923ညခလာရ295တရင်တွေက စုပေါင်းပြီးစစ်ကြောင်းထိုးနေတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။စေကောင်းဆောင်ပို့ချုံမှုကြီးမြောင်းလိုင်းကရုရှားမှာကျင်းပတဲ့ကမ္ဘာ့နှုတ်မြူသတင်းပတ်ဖိုရမ်ကို လူရန်စားတရအဖြစ်တိမှတ်ပြုခံလိုတာကြောင့်တက်ရောက်နေတာဖြစ်ပြီးအဲဒီဖိုရန်ဟာမြည်သူမဆူဝင်းကျေးပေးပြီးတက်ရောက်နိုင်တဲ့ပွဲတစ်ခုဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်းဆောင်ဟာမနေ့ကစက်တင်ဘာ25ရက်ကနေ28ရက်နေ့ထိရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမဲ့ကမ္ဘာနှုမြူသတင်းဘက်ဖိုရန်ကိုတက်ရောက်ဖို့အတွက်ရုရှားနိုင်ငံကိုအလုပ်သဘောခီးအစဉ်ဖြစ်ရောက်နေပေမဲ့အဲဒီဖိုရန်ဟာယူရိုငွေပေးပြီးတက်လို့ရတယ်လို့အထူးလျှော်ဈေးလည်းရှိတယ်လို့သိရပါတယ်။ ရုရှားဖိုရန်ကိုသွားတက်တာအလကားမဟုတ်ဘူးယူရို2200ပေးရတယ်ရုရှားကဒီလိုပွဲတွေနဲ့ပဲပတ်စံရှာနေတာလားဆိုကြတယ်လူရန်စားတဲ့အဖြစ်အိမတ်ပြုခန့်ခြင်းလူရောင်ဝင်ကျင်တာကိုပတ်စံပေးရလဲပေးမှာပေါ့လို့အဲ့ဒီဖိုရန်နဲ့ပတ်သက်ပြီးသိရှိထားသူသတင်းရင်းမြစ်တူက ARD Times ကိုပြောပါရယ်ရုရှားနိုင်ငံဟာဆိုပါဖိုရန်တက်ရောက်ခွင့်အတွက်နိုင်ငံတိုင်းကိုကဏ္ဍဆောင်ကုန်ကြမ်းစရိတ် VAT အခွန်မပါ တယောက်သူတူကိုယူရို2500သတ်မှတ်ထားပြီးအဖွဲ့အစည်းတစ်ခုတည်းကကိုယ်စလဲ3နဲ့ထက်တယောက်ပါကအထူးလျှော့ဈေးယူရို2100သာပေးရမှာလို့ဆိုထားပါတယ်။ကမ္ဘာနှုမြူသတင်းပတ်ဖိုရမ်ကိုပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေအနှုမြူဆွေးနွေးတဲ့ဆိုင်နဲ့ကုမ္ပဏီတွေက ကိုယ်စလဲတွေနဲ့သတ်မှတ်ထားတဲ့ကုန်ကျစရိတ်ပေးပြီးတယောက်ခွင့်ရရှိတယ်လို့သိရှိရပါတယ်။အဲဒီလိုကိုယ်စလဲဖြစ်ပါဝင်တယောက်သူတွေကိုအနှုမြူပြပွဲကိုတွားရောက်လေ့လာခွင့် အထူးဖိတ်ကြားချက်မလို့တဲ့ကွန်ကရစ်ပွဲတွေမှာပါဝင်တက်ရောက်ခွင့်သတင်းချက်လက်ဆိုင်ရာပံ့ပိုးမှုနဲ့ဖိုရန်ရဲ့အချက်လက်ဆိုင်ရာဆက်ဝဲဆန္ဒတွေပေးမယ်လို့လည်းသိရပါတယ်။ဒါအပြင်အဲဒီဖိုရန်ရဲ့တရားဝင် electronic စရင်ကုမ္ပဏီမတ်တရားလက်ဆောင်ပစ္စည်းတွေကမ္ဘာအမှုမျိုးသတင်းပတ်ဖွင့်ပွဲနေ့ညစာစားပွဲမှာပါဝင်တက်ရောက်ခွင့်ဖိုရန်ဘိတ်ပွဲမှာပြုလုပ်မဲ့အခမ်းပွဲစတာတွေရုရှားနိုင်ငံကဝန်ဆောင်မှုပေးမှာဖြစ်တယ်လို့သိရပါတယ်။ ရုရှားနိုင်ငံမှာပြုလုပ်တဲ့အဲ့ဒီကမ္ဘာအမှုမျိုးသတင်းပတ်ဖိုရမ်ကိုဒါမကအရင်စည်းဝေးတွေမှာလည်းတက်ရောက်ပါဝင်လို့ရင်တမန်ငွေကြီးတွေပေးဆောင်ရပြီးစစ်ကောင်းဆောင်နေနဲ့အာနာသိမ့်မိနောက်မကြာခဏတွားရောက်လေးရှိပါတယ်စစ်ကောမရှင်ကတော့အဲ့ဒီခင်းကြီးစင်မှာစစ်ကောင်းဆောင်နဲ့ရုရှားသမ္မတပူတင်ပါဝင်တာဝန်ရှိသူတွေတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီးစီးပွားရေးလုံခြုံရေးနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းမှုတွေပုံမှုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ် ကိုကိုကိုခုခံကာကွယ်ဖို့လိုအပ်တဲ့စီးရင်နဲ့စီးရင်မဟုတ်တဲ့နီလန်အလုံးအသုံးပြုမယ်လို့နေတိုးဘွဲကရုရှားကိုသတိပေးလိုက်ပါတယ်။ရုရှား MG 31ဇက်တိုက်လေယာဉ်3စင်းအက်စတိုနီးယားနေပိုင်းနဲ့ထဲ7မိနစ်ကြာဝင်ရောက်ခဲ့လို့နေတိုးဘွဲဝင်အီတလီဇက်တိုက်လေယာဉ်တွေကလိုက်လံမောင်းထုတ်ခဲ့ပါတယ်။အစောပိုင်းကလည်းရုရှားဒရုန်းအစင်း20လောက်ပိုလန်လေပိုင်းနဲ့အတွင်ဝင်ရောက်ခဲ့လို့နေတိုးဘွဲကဒရုန်းအချို့ပစ်ချခဲ့ပြီးဥရောပတိုက်အရှေ့ကျန်းလုံခြုံရေးကိုတိုးမြှင့်ခဲ့ပါတယ်။ အသက်ဘေးချင်းချောက်ပြီးအန္တရာယ်ရှိတဲ့ဒီလုံရက်တွေအတွက်ရုရှားနိုင်ငံကအပြည့်အဝတာဝန်ရှိပါတယ်လို့နေတိုးဖွဲ့ကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါတယ်။ရုရှားနိုင်ငံကတန်တရားမရှိသင့်ပါဘူး။နေတိုးနဲ့မဟာမိတ်တွေဟာကိုကိုကိုခုခံကာကွယ်ဖို့လိုအပ်တဲ့စီးရင်နဲ့စီးရင်မဟုတ်တဲ့နီလာအလုံးအသုံးပြုမယ်လို့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။အက်စတိုနီးယားလေပိုင်းနဲ့တွင်ဝင်ရောက်လာတဲ့ရုရှားဂျက်တိုက်လေယာဉ်တွေဟာချင်းချမှုမရှိတာကြောင့်ပြင်းမချခဲ့ဘူးလို့နေတိုးအဖွဲ့အတွင်းရင်မှုချုပ် မခရုတေးကပြောပါရယ်ရုရှားဒရုန်းတွေဟာယူကရိန်းနောက်ပိုင်းရှိစစ်ဘက်အဆောင်တွေကိုတိုက်ခိုက်ခဲ့ပြီးပိုလန်နိုင်ငံရှိပြည်မှတ်တွေကိုတိုက်ခိုက်ဖို့မစီစဉ်ထားဘူးလို့ရုရှားနိုင်ငံကပြောပါရယ်ရုရှားရဲ့လူမဆန်တဲ့ကျူးကျော်စစ်ကို ခုခံကာကွယ်နေတဲ့ယူကရိန်းနိုင်ငံကိုအဖွဲ့ဝင်နိုင်ငံတွေကပံ့ပိုးကူညီမှုတွေဆက်လုပ်သွားမယ်လို့နေတိုးအဖွဲ့ကပြောပါရယ်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်ရည်ရွယ်ချက်နဲ့အတူ မြောက်ကိုရီးယားနိုင်ငံနဲ့မလိုလားအပ်တဲ့စီးရဲတင်းမာမှုစိုးကျိုးတန်တရားအဆုံးသတ်ဖို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကစက်တင်ဘာ23ရက်မှာကြေညာပြုခဲ့ပါတယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဟာရေရိုမာမောင်မြင်နိုင်မှုဆိုတဲ့သဘောထားကိုအခြေခံပြီးမြောက်ကိုရီးယားနျူကလ িয়ার ရေးကိုအဆင့်လိုက်ဖြေရှာဖို့ဥလားသမဂထွေထွေညီလာခံမှာပထမဆုံးမိန့်ခွန်းတွင်၎င်းကပြောခဲ့တာပါ။မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်ဝမ်ကအဆင့်လိုက်ဖြေရှာမဲ့အစီအစဉ်ကိုပယ်ချခဲ့ပြီး အမေရိကန်နဲ့တောင်ကိုရီးယားရဲ့မြောက်ကိုရီးယားကိုအင်အားကြီးနဲ့ဈေးမဲ့ရွေးချက်ကမပြောင်းလဲဘူးလို့ပြောပါရယ်နျူကလ িয়ার လက်နက်တွေဆွန့်လွတ်ဖို့အမေရိကန်ရဲ့တောင်းဆိုမှုမရက်တန့်ရင်မဆွေးနွေးစရာမရှိဘူးလို့ကင်ဂျုံအန်ကပြောကြားခဲ့ပြီးအမေရိကန်ဥဆောင်နဲ့တန်ခတ်ပိတ်ဆို့မှုတွေအဆုံးသက်ရေးနျူကလ িয়ার လက်နက်ကိုဘရောမှမဆွန့်လွတ်ဘူးလို့ဆိုပါရယ်တောင်ကိုရီးယားနိုင်ငံဟာစီအစ်တမမှုတွေလျှော့ချပြီးနိုင်ငံသားယုံကြည်မှုပြန်လည်ရရှိမဲ့လမ်းကြောင်းတစ်ခုကို စဉ်ဆက်မပြတ်ကြိုးပမ်းမယ်လို့လီဂျေမြောင်ကဆက်ပြောပါရယ်ကိုရီးယားနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတဖြည်းဖြည်းတိုးချဲ့ခြင်းအဖြစ်တာချေခံသောငြိမ်းချမ်းရေးရဖို့လမ်းဖွင့်ပေးမှာဖြစ်ပါတယ်လို့သူကဆိုပါရယ်တောင်ကိုရီးယားနိုင်ငံနဲ့ဗရောမာထိတွေ့ဆက်ဆံမှုမလုပ်ဘူးလို့ကင်ဂျွန်ဝမ်ကတင်းငွေတွေနေ့မှာပြောပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပထမသက်တမ်းတွင်းမှာနေသက်ဆရာမတ်တရားတွေရှိခဲ့တယ်လို့၎င်းကဆိုပါရယ် ဒီနေ့အတွင်းကင်ဂျွန်ဝမ်နဲ့တွေ့ဆုံလို့တယ်လို့ဒေါ်နယ်ထရန့်ကပြီးခဲ့တဲ့လအတွင်းပြောကြားခဲ့ပေမဲ့အင်္ဂါနေ့ကကုလသမဂ္ဂထွေထွေညီလာခံမှာပြောကြားခဲ့တဲ့55မိနစ်ကြာမိန်ငုံးမှာမြောက်ကိုရီးယားအကြောင်းဖော်ပြခဲ့တာတော့မရှိပါဘူး